ရှိခတာနေရောက်ပေါ့နော်အဲဆာမင်နာဘလောက်အေးဆိုတော့ချောတူမတဲ့အာဆာမင်နာ40ပေါ့နော်ဟဲ့ဆာမင်နာ40ကဟာအိုရှိခတာနေတဲ့နော်အိုရှိခတာနေကအိုရှိရနေလားအိုရှိအကြည့်တဲ့ဟာအိုရှိအကြည့်တဲ့အော်အာဘယ်လိုပြောမလဲဆိုတော့အေးဆိုးလိုက်တာဆိုးလိုက်တာလို့လည်းသုံးတယ်လို့နောက်တစ်ခုကကိုကိုအားမလို့အားမရဖြစ်တဲ့ခါမှလည်းသုံးတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့နောင်တရတဲ့ပုံစံမျိုးနဲ့သုံးတယ် ဲ့တော့ကိုမျိုးမန်းထားသလောက်မရဘူးအဲ့လိုမျိုးဆိုရင်လည်းပဲကောင်းကောင်းမလုံးနိုင်ခဲ့ဘူးဆိုလို့ရှိရင်လည်းတုံးလို့ရတယ်ပေါ့နော်ဟိုရှီကာတာနေဟာကွာဆိုလိုက်တာအဲ့တော့ဥပမာပေါ့နော်အမတ်တမတ်လေးနဲ့ကပ်ပြီးရှုံးသွားအာဟိုရှီကာတာအဲ့အဲ့လိုမျိုးတုံးလို့ရတယ်ပေါ့နော်ဟိုရှီကာတာနေဟိုရှီကာတာဟွဟဲ့အဲ့တော့သူ့မှာနောင်နာရတဲ့ပုံစံလေးပါတယ်ဒါပေမဲ့အဲ့နောင်နာရတာရှုံးသွားပြီးပြန်လုပ်လို့မရတော့ဘူးဆိုတဲ့အသေးပဲဥပမာပေါ့နော်ဆောင်းမွေးကြတော့တယ်ဟိုရှီကာတာနာတမလေးနဲ့ကြတော့ငါခံရခလိုက်တာ ဒါပေမဲ့ပြန်ဖြည့်ရပြန်ဖြည့်ပြန်မဲ့ဖြည့်လို့ရမှာလေအဲ့ဥစားအောင်လို့လို့မရတော့ဘူးအဲ့လိုမျိုးပေါ့နော်ဟိုရှိကတနေဆိုဟိုက်โอเคအဲ့ဆိုတော့ကြည့်အောင်ဤချိန်ဘန်းကအဲ့တော့ဒီမှာအဟုတ်ပေါ့နော်တန်ရှင်ဆွဲမယ်တန်ရှင်ဆွဲပြီးတော့ပြန်ပြီးတော့အပြန်ဆိုမယ်ပေါ့နော်အာအဲ့အဲ့လိုမျိုးပေါ့နော်အာအတူမိုးချောတူတဲ့အတူဆိုတော့နောက်ထပ်မိုးချောတူတဲ့နောက်ထပ်နည်းနည်းလေးနဲ့ခတဲ့တန်တခေတူနာဟုတ်ပြီခတဲ့တန်ခတဲ့တနိုင်နိုင်ခဲ့တာ ဒါဒါခဲတူနာဆိုတာကအာဘယ်လိုပြောမလဲပေမဲ့လဲပေါ့အဲ့တော့နောက်ထပ်နည်းနည်းလေးလဲဆိုရင်နိုင်နိုင်ခဲ့ရမှာကိုဆိုတော့နိုင်ခဲ့လားဆိုတော့မနိုင်ခဲ့ဘူးเนาะဒါ listening မှာလည်းမနှဆန်လို့ကြားကြားကြားရနိုင်မှာပေါ့နော်အဲ့တူချောတူတဲ့ခါတဲ့တန်ဒါခဲတူနာอืมနော်နီတို့ဒါခဲတူအဲ့ဒါမျိုးကြီးလာပြီဆိုနည်းနည်းအဲဒီချာလေးနားယူဆက်ပြီးနားထောင်ပေါ့နော်အဲ့တော့ဟိုဘယ်လိုပြောမလဲပြီးသေးတာလားမပြီးသေးတာလားအဲ့လိုမျိုးပေါ့အခုဒီမှာလည်းပဲခါတဲ့တန်ဒါခဲတူ နောက်ထပ်နည်းနည်းလေးနဲ့ဆိုရင်နိုင်ရမှာဒါပေမဲ့ရှုံသွားတယ်ဆိုရင်အိပ်ပဲเนาะ本当惜しかったねほばわそうလိုက်တာဟောကက်ပြီးရှုံသွားလို့ဒီလိုအဲနည်းနည်းအဲနောင်နာရတဲ့ပုံစံနဲ့ပြောနေတာဗောနော်惜しかったねうんはい次に番地目ဗောနော်惜しかったな今のシュートはごわそうလိုက်တာ今のシュートအခုပြစ်လိုက်တာဗောနော်ပြစ်လိုက်တာနည်းနည်းဆိုးတယ်ကွာတဲ့အတူ13ချီတတ်တယ်နည်းနည်းလေးပဲဗောနော်10စင်တီမီတာလောက်သူတို့ ပစ်တဲ့ target နဲ့ပေါ့နော်10 cm လောက်ပဲกว่าတယ်လို့ပြောရတာอืมနော်အတူဂျူးစန်ချီတတ်တယ်ယောဟိုက်次3番えスミズさんを叱ったねあスミズさんそうだわあとごたんあれば合格だったのにだぞあんならまあんならぞမအောင်ပေါ့ကြာသွားတာပေါ့နော်နောက်ထပ်၅မှတ်လေးသာရမယ်ဆိုရင်အောင်ရမှာအဲ GMBD ဖြေခဲ့တယ်ပေါ့နော်ဖြေခဲ့တယ်နည်းနည်းလေးပေါ့နော်အကက်ကြာနံပါတ်၃မှတ်လည်းကြာဟာကွာနောက်ထပ်၃မှတ်လောက်လာရရင် 青山伊をあと5段あれば、うん、3段あれば合格だったのに。だけど仰げらとも仰げるぼな。あのမျိုးအတုံးတုံးလေးတွေကိုတခြားတခြားမှတ်ထားမယ်နော်။ဒီစင်းဒီမှာပါလာလို့ရှိရင်ဟာဟိုသူကတော့မဟုတ်လေကြာသွားတာအဲ့လိုမျိုးစဉ်းစားလို့ရတယ်ပေါ့နော်။မနေ့ကဟိုတနေ့ကတင်ခဲ့တဲ့နားစလို့ సో နီနာတာတို့အဲ့ဒုက္ခရောတာတို့နော်။ဒါမျိုးတွေကာတူမူတယောတို့အဲ့ဒါမျိုးတွေလည်းမှတ်ထားမယ်နော်။ဒီစင်းဒီမှာအများကြီးပါလာပါလိမ့်မယ်။ဟွန်းဟိုက်ဇန်နန်ဒတ် ဟုတ်ဟုတ်ကဲ့စိတ်မကောင်းပါဘူးဗျာဇန်နတ်ဟွန်းယုံမှန်ကြောင်းနော်မိုရီဆန်ကမိုရီဆန်ကရောတဲ့စခိခါရဲ့တာရောခုနကလေးတင်ပြန်သွားပြီဟိုရှိခတ်တာနဲ့စိတ်မကောင်းဘူးပေါ့နော်ဟိုရှိခတ်တာနဲ့ဟွန်းအဲ့တော့လာမယ်မိုရီဆန်ရှိမယ်ပြောပြီးမရှိတော့ကြတော့အဲအားမလို့အားမရအားနာတာမျိုးလည်းကြားတယ်ပေါ့နော်ဟိုရှိခတ်တာနဲ့ဟိုက်ကိုပန်းကြည့်ပါမင်းဥရိယကေမခုယောပြီးမှတ်ထားမယ်နော်မင်းဥရိယကေဆိုရောင်းအားမခုယောဆိုတာတာဂက်ဥပမာ ရောင်းအတာကဘယ်လောက်တိထားမှာလဲဥမာ1030လား1060လားဒီနေ့ရောင်းအားဘယ်လောက်တိထားမှာလဲအဲ့တော့1030ထားတာလေဒါပေမဲ့ရောင်းအားတာကတကယ်ရောင်းအား30တိရောင်းရတယ်ဆိုရင်အတာကကိုတိတယ်မရောင်းအောင်ဆိုရင်အတာကမတိဘူးပေါ့နော်အင်းအဲ့တော့ဥရိယာကမခုရောမတဲ့အတူယာကူမန်ဒတ်တန်ကိုနောက်ထပ်1100တောင်လိုသေးရလားတဲ့နော်နောက်ထပ်ဒီသူတို့တတ်မှတ်ထားတဲ့ဒီရောက်ဖို့ပေါ့နော်တာဂက်ကိုရောက်ဖို့1100တောင်လိုသေးရလားအင်းဟုတ်ပါကွာရှီခတ်တယ်ရောတော်ဆိုးလေအဲ့လိုမျိုးပေါ့နော် はい、そう、理科にありなれめてまれ。やむら。はい。はい、はい、先生。うん、はい、やむです。はい、おび、じゃなずよやら、おかに、おかのみなさんも大丈夫。はい、先生、大丈夫。はい、それは、なるじわね。おいしかったな。うん。はい。せんが。25番。 25番1ああ、あともうちょっとで勝てたんだけどな。ほんと、惜しかったね。2惜しかったな、今のシュート。あと10センチだったよ。3スミスさん惜しかったね。あと5点あれば合格だったのに。はい、残念です。4 森さんはさっき帰ったよ。惜しかったね。5売上目標まであと100万だったのうん。惜しかったよ。